ကဒီနေ့မှာဆိုရင်တော့ကျွန်တော်တို့မတ်လ24ရက်နေ့မနက်အစောပိုင်း9:45မိနစ်မှာချိန်မှန်စားမယ်ကျွန်တော် UEFA Nation League Group A ရဲ့ဒါ Championship ဒါ Quarter Final နောက်ဆုံးပွဲစဉ်တွေကတော့ဒါချိန်မှန်ကစားတော့မှာဖြစ်ပါတယ်အဲပွဲစဉ်တွေမှာဆိုရင်တော့ကျွန်တော်အခုလက်ရှိကျွန်တော်တို့ပြင်သစ်နဲ့ Croatia တို့ရဲ့ဒါဒုတိယအကြိမ်ပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ဒါပွဲချုပ်သုံးသပ်ချက်အနေနဲ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ် အဲဒီဝဲစင်เนี่ยပထမအကြော်တော့ဆိုရင်တော့ဒါဒူးစည်းဆိုရရလတ်နဲ့ပဲခရိုအေးရှားတော့အနာယူနိုင်ခဲ့တယ်ဒါပေမဲ့အခုလက်ရှိလူစင်းဘိုင်းမှာကြည့်မယ်ဆိုရင် ပြင်သစ်ကဘလိုပဲကြီးကြီးဒါခရိုရှားထက်အများကြီးတာလုံနေရတော့တွေ့ရတယ်ပထမအကြော်မှာတော့တော့အဲကြောင့်ဒါခရိုရှားအိမ်ခွင်းမှာပြင်သစ်နေနဲ့သွားပြီးတော့ကစားခဲ့ရပြီးတော့တကယ်နဲ့အမ်ဘာဗီရိုးပါဘူးဆိုရင်လည်းတကယ်ကိုအလုံးမဖြစ်ခဲ့တဲ့အနေထားတွေမှာအခုလက်ရှိဒါအိမ်ခွင်းပွဲကျင်မှာဆိုရင်ရောဒါခရိုရှားအသင်းကိုနိုင်ငံကစားပြီးတော့ အခုလက်ရှိတာ UEFA Nation League မှာဆက်ပြီးတော့ရှိဖို့ဆိုတာဆက်ပြီးတော့ဖြစ်နိုင်အောင်မှာမလားပေါ့နော်အဲ့တော့အခုလက်ရှိအခြေအနေမှာ ပြင်သစ်ရဲ့ကျွန်တော်တို့လူစင်းပန်းကိုကြည့်မယ်ဆိုရင်ဘလို့မှဒါကိုရီးရှားကိုမနိုင်စေရအကြောင်းရင်းတော့လုံးဝမရှိဘူးဗျာအခုလက်ရှိကျွန်တော်တို့ကကြည့်ရမယ်ဆိုရင်တော့ပြင်သစ်အသင်းအနေနဲ့ကျွန်တော်တို့ကကိုရီးရှားအသင်းကိုဒီပွဲစဉ်မှာဒူးစီးဆိုရရလက်နဲ့တီးကစားပြီးတော့အချင်းဘိုရီကနေပြီးတော့ပင်နယ်အထိသွားမယ်ဆိုရင်တော့ပြင်သစ်နဲ့နောက်တစ်ချက်တက်ဖို့ဆိုတာတကယ်ကိုဖြစ်နိုင်ပါတယ်ဘာလို့လဲဆိုတော့ အော်ဒီပွဲစဉ်မှာဂိုးမပေးရမှပဲပြင်သစ်နေတယ်နောက်တစ်ဆင့်ကိုတက်ဖို့ဆိုတာတကယ်ကိုဖြစ်နိုင်မယ်เนาะအဲ့တော့ပထမအကြော့မှာတော့လည်းဒါ Gracious 2-0ဆိုရရလနဲ့ရှုံးနေထားတဲ့အတွက်ကြောင့်မလို့အခုဒုတိယကြော့ပွဲစဉ်မှာပြင်သစ်ရဲ့အင်ကွင်းလဲပွဲအင်ကွင်းပွဲစဉ်လည်းဖြစ်တဲ့အတွက်ကြောင့်မလို့အင်ကွင်းပြိသက်တွေရှိမှာဒီကြပါ့ကိုကျွန်တော်ကနောက်တစ်ဆင့်ကိုတက်မဲ့ဒါအခွင့်အရေးကိုချပြမှာပဲရတော့အဲ့တော့ဒီပွဲစဉ်မှာကျွန်တော်ဗဲတင်းရအနိုင်သွားမှာလဲပေါ့เนาะအဲ့နဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့ဒီပွဲစဉ်မှာကျွန်တော်ကပြင်သစ်ကိုကြိုက်တယ်ဗျာဘာလို့လဲဆိုတော့ ဟောပထမအကြော့မှာရှုံးခဲ့တာတော့မှန်တယ်ဗျဒါပေမဲ့ဒုတိယအကြော့ဖြစ်သွားပြီဒုတိယအကြော့မှာဒီလူစင်းနဲ့ ဒါခရီးရှာဘလို့ပဲကံကံမနိုင်ကြတော့အကြောင်းရင်းတော့မရှိဘူးအဲ့တော့ကြောင့်မဒီပွဲစဉ်မှာကျွန်တော်တော့ပြင်သစ်ကိုပဲကြိုက်တယ်ကျွန်တော်အနေနဲ့ဆိုရင်တော့ကျွန်တော်ဆီမီဖိုင်နယ်ကိုတက်မဲ့အသင်းကတော့ကျွန်တော် ပြင်သစ်လိုပဲကျွန်တော်တော့မြင်ပါတယ်အဲ့တော့အခုလက်ရှိဒီလူစင်းရင်ပိုင်းမှာကြည့်မယ်ဆိုရင်လည်းခရီးရှာအနေနဲ့ဒါပြင်သစ်ကိုဘလို့မှရှင်ဘူးဆိုတာကဒါလုံးဝမဖြစ်နိုင်ဘူးเนาะအဲ့တော့ကျွန်တော်နောက်ဆုံးရှင်ပိုင်ခဲ့ကြရတဲ့ပထမအကြော့ပွဲစဉ်ဖြစ်တဲ့ခရီးရှာနဲ့ပြင်သစ်တို့ရဲ့ပွဲစဉ်မှာဆိုရင်ဒါပဲအသင်းကပဲကစားသမားအနေနဲ့ဒါပွဲထွက်လာခဲ့တယ်လဲဆိုတာကိုတစ်ချက်တော့ဒါလေ့လာကြည့်လိုက်အောင် အခုခရိရှားအသင်းဘက်ကိုကြည့်မယ်ဆိုရင်တော့ခရိရှားအသင်းဘက်ကတော့ကျွန်တော်ကကွင်းလယ်ပိုင်းမှာဆိုရင်တော့တကယ်ကိုကွင်းလယ်ဘိုးချုပ်နှစ်ဦးဖြစ်တဲ့မိုဒရစ်နဲ့ကိုဘာစစ်ကိုပွဲချင်းပြေးတုံးသွားတာတွေ့ရတယ်။ဒါနောက်တစ်ပိုင်းမှာကြည့်မယ်ဆိုရင်တော့ဂိုဘတီရောရှိတယ်။ဂိုသမားအနေနဲ့ဆိုရင်လီကာကိုဘစ်လည်းရှိသေးတယ်ဆိုတော့ခရိုရှားအသင်းဘက်ကတော့ပုံမှန်ကြည့်မယ်ဆိုရင်တော့အဆင်ပြေရဲ့အတင်းတင်းလို့တော့ဒါပြောလို့ရတယ်။ဒါပေမဲ့ပြင်သစ်အသင်းဘက်ကိုကြည့်မယ်ဆိုရင်ပြင်သစ်အသင်းဘက်ကတကယ်ကိုအခုလက်ရှိအဲဒီယာဒီမှာတကယ်ကောင်းနေတဲ့ကစားသမားအများစုကိုတွားပြီးတော့စူးထားတယ်လို့မျိုးကိုဖြစ်နေတာ။ တော့တိုက်စစ်ပိုင်းမှာဆိုရင်အမ်ဘာဘေရှိမယ်ကိုလိုမိုအာလီလည်းရှိတယ်ဒါဒမ်ဘီလီရှိတယ်ဒါပေမဲ့တခုရှိတာကကျွန်တော်တို့ဒမ်ဘီလီလို့ပါအောင်ဆိုရင်နိုင်ငံပွဲတွေမှာဆိုရင်ကြောင်ပြောက်တယ်ဗျာအဲအမ်ဘာဘေဆိုရင်လည်းကျွန်တော် Nation League မှာရောအခုဒါပြီးခဲ့တဲ့ Euro မှာဆိုရင်ရောအမ်ဘာဘေလည်းထင်ရှားသလောက်ကြီးတော့မကောင်းဒါပေမဲ့အခုဒီ Real Madrid မှာဒီရာဒီမှာတော့ဒီ La Liga ရဲ့ပွဲစဉ်တွေမှာဆိုရင်ပုံမှန်ခြေစမ်းတွေတော့ပြန်ပြီးတော့မြင်နေရတာမှန်ပေမဲ့အခုလက်ရှိတဲ့ Nation League မှာဆိုရင်ရောသူတွေနဲ့ဂိုးတွေထပ်ပြီးတော့တွင်းသွားအောင်မလားပေါ့နော်အခုလက်ပိုင်းမှာကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ Ravi တော့ရှိရဲ့ Chuamendi တကယ်ကိုအများကြီးပြာတိလားသုံးမယ်ဆိုရင်ဒါပြင်သေးရဲ့ကွင်းလယ်ပိုင်းမှာလည်းတကယ်ကိုအာကိုအားထားရှိတဲ့ကစားသမားတွေအများကြီးရှိပါတယ်နောက်တစ်ပိုင်းမှာကြည့်မယ်ဆိုရင်လည်းဆလီဘာတို့ကွန်နတီတို့ကွန်ဒီတို့နော်ဒါမိုက်မကန်လည်းရှိသေးရဲ့ဆိုတော့ပထမကျောပွဲစဉ်တော့ဆိုရင်လည်းခရိုရှားနဲ့ပွဲစဉ်တော့ကပင်တိုင်တလုံးလည်းစီသွားတဲ့အနေထားရှိရဲ့ဆိုတော့ အဲ့ပုံစံနေကိုဒါပင်နယ်ရီဘိုင်းမှာကြည့်မယ်ဆိုရင်ပြင်သစ်အတင်းကဒါခရိရှားအတင်းနဲ့ဆိုင်အများကြီးအားသာနေတဲ့အချိန်လေးရှိရဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်မှာဒီကြပါဒါအချိန်ပိုပြီးပင်နယ်ရီထိသွားလဲသွားကောင်းလဲသွားနိုင်ပါတယ်ကျွန်တော်အမြင်ရစီတော့ဒီပွဲစဉ်မှာပြင်သစ်အနိုင်ယူပြီးတော့ဒါ semi final နောက်တစ်ချိန်ကို AACC တက်လန်းသွားမဲ့ပွဲစဉ်တစ်ခုလို့တော့ကျွန်တော်မြင်ပါတယ်ပရိသတ်ရဲ့အနေနဲ့ဆိုရင်ရော match လ24ရက်နေ့မနေ့အစောပိုင်း2:45မိနစ်မှာရှင်းမယ်ကစားမယ်ဒါ UEFA Nation League A ရဲ့ဒါ ဒုတိယကျောပွဲစဉ်တွေပဲဖြစ်တယ်ပြင်သစ်နဲ့ခရိုရှားတို့ရဲ့ပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြင်ကြလဲဒီပွဲစဉ်မှာဆိုရင်ရောဘယ်အသင်းကဒါအနိုင်ရလက်ကိုဥဆောင်သွားမယ်လို့ထင်လဲကွန်မန့်မှာတစ်ချက်လောက်ဆွေးနွေးပေးသားကြပါဦး MM Media အောင်ဆုံးတကြီးရှုပေးကြရယ်ပရိသတ်တရားရှင်းနေတာကျေးဇူးများကြီးတင်ပါတယ်အားကစားတဲ့အစီအစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေရော MM Media ရဲ့ Facebook YouTube TikTok တို့ Like and Subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်ဘောလုံးပွဲတိုင်းလိုက်ကြည့်ရှုရှင်တဲ့ပရိသတ်များအနေနဲ့ www.mm.stream မှာလည်းကာမေရာရဲ့လက်ဝင်ရောက်ကြည့်ရှုနိုင်ဖြစ်ကြောင်းသတင်းကောင်းပိုင်းနဲ့နောက်စီစဉ်တွေမှာပြန်လည်ဆောင်ရွက်ရမယ်ကျွန်တော်တို့စီစဉ်တင်ဆက်သူဖဖလေးဖြစ်ပါတယ်